ဟောအလုံးမဲမလာပါမလာပါဆိုင်တင်လာပါဟောဆိုင်ယူလဲစကားပေးမပြောလို့ပေးပြောလို့လည်းဟောကိုမမအမြဲတမ်းလာလာပြောပြောနေကြတယ်ဒီနေ့တော့ဒါဆိုင်ယူဆိုင်ယူမေးပါဘောနော်ဟုတ်အဲ့ဆိုင်ဒီဟိုမှာပေါ့မေယောင်းလိုက်ဒီရပိုင်းမှာပေါ့နော်အဲဗီလာရုဗီလာရုဟာဗီလာရုဟာ CY4 တန်တွတ်တဲနေပေါ့နော် CY4 တန်တွတ်တဲနေဗီလာရုကနေပြီးတော့ဒီဟိုဟိုရုရှားကိုသူဆက်ပြီးတော့သွားတယ်ပေါ့နော် ရုရှားကိုဆက်သွားတဲ့အချိန်မှာသူဒီမီယထားဆက်ယုံနဲ့ကျွန်တော်တို့လေရင်ဆက်ယုံရောက်ရောက်တယ်ပေါ့နော်ရောက်တဲ့အချိန်မှာသူပြောခဲ့တဲ့ဒီမီဒီယာတွေကသူပြောလိုက်တဲ့စကားကဒါကျွန်တော်တို့ဟိုအကျိုးတူလောက်အလုတ်တစ်ခုခု ဖြစ်လာနိုင်တယ်။နောက်မှာအလုတ်တစ်ခုခုဖြစ်လာနိုင်မဲ့သူဒါကြောင့်မလို့သွားတယ်လို့သူကဆိုလိုချင်တာပေါ့နော်။ဒါအဲ့ဒီမှာကျွန်တော်တို့ကဒီတော်လိုင်းဘက်ကနေကျွန်တော်ပြန်သုံးသက်တဲ့အခါကျလို့ရှိရင်မင်းအွန်လိုင်းကဒီပြပခီးစဉ်တစ်ခုခု အသွားတိုင်းသွားတိုင်းပေါ့နော်သွားတိုင်းသွားတိုင်းသူကထူးခြားမှုတစ်ခုခုတော့ဒါသူ့ဘက်ကအဖွဲ့တွေကထူးခြားမှုတစ်ခုခုတော့သူ့ကိုမျောလင့်နေပေါ့နော်အဘာကြီးဖြစ်လာရောငါတို့ဘာဘာကြီးသွားနေပြီပေါ့နော်ပြန်လာရင်တော့ငါတို့တွေဘာကြီးဘာလက်ဆောင်အောင်နေတည်ဆောင်လာမလဲအဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာတော့ရှိရပေါ့နော်အဲ့တော့တော်လိုင်းဘက်ကိုလည်းသူကချင်းချောင်းမှုတစ်ခုခုတော့ရှိတယ်ပေါ့ရှိတယ်ဆိုရင်လည်းဒါ drone ပညာတွေတည်လာတာတို့ဘာတို့တွေပေါ့နော်ပြီး drone drone လာတင်ပေးတင်ပေးတဲ့ ပညာရှင်တွေခေါ်လာတာတို့ပါလို့ဒါနဲ့အလုပ်လုပ်ပြီးတော့မှသူကဆက်ကဆက် drone တွေကလည်းခုဆိုလို့ရှိရင်တချို့နေရာတွေမှာဒါနောင်ချိုးတို့ပါတို့ပချမ်းမှာဆိုရင်တို့ drone တွေတို့ရုပ်သံမှတ်တမ်းနေနဲ့ပြန်ပြီးတော့ထုတ်ပြန်တာတွေလည်းတွေ့လာရတယ်ပေါ့တွေ့လာတဲ့ခါကျတော့ main line ကတော့သူကအကျိုးမရှိဘဲနဲ့တော့မသွားဘူးပေါ့နော်အကျိုးမရှိဘဲနဲ့တော့မသွားဘူးဒီလိုအကျိုးရှိဖို့အတွက်လည်းဒီနိုင်ငံကနေတခုခုပြန်ပေးရဇမြဲတော့ရှိတာပေါ့နော်အဲ့တော့ဒီတစ်ခေါက်သွားတဲ့ဟာမှာသူပြောတဲ့ဟာကဒီလေရင်ဆက်ယုံနဲ့သူရောက်ခဲ့တယ်ပြီးရထားဆက်ယုံနဲ့ ရောက်ခဲ့တယ်ဗောနော်လေရင်ဆက်ယုံကကျွန်တော်တို့လေရင်ဆက်ယုံရောက်တာကကျွန်တော်တို့တိတ်ပြီးတော့ဟိုမြေထားဆက်ယုံရောက်တာတိတ်ဆိတ်မပူပါဘူးလေရင်ဆက်ယုံရောက်တာကျွန်တော်တို့အတွက်နည်းနည်းဟိုစိတ်ပူစရာတော့ရှိတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီပရမခကြီးနဲ့တစ်ခေါက်နဲ့ခုဒီတစ်ခေါက်ဂျားထဲမှာကျွန်တော်တို့ KI ရက်ပြစ်ချလိုက်တာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာမှာမကွေးအညာဘက်ချမ်းမှာပြစ်ချလိုက်တဲ့ Jet Fighter တို့ဘာလို့လဲဒီကိစ္စကြီးလေ ဖြစ်ထားတဲ့ခါကျတော့ဒါ main online ကဒီ Belarus တို့ဒီ Russia တို့နဲ့ပတ်သက်ပြီးတော့မှအရင်တော့ကဒါလေဆက်ကဆက်လေတက်နဲ့အဲဒီဒီနိုင်ငံတွေနဲ့အရင်တော့ကဘလို့ဆက်နွယ်မှုတွေရှိခဲ့လဲပေါ့နော်ဘလို့နီးပညာတွေအမျှဝေတတ်လဲဘလို့လေရင်မျိုးစားတွေအဲဒါစစ်ကောင်စီကိုထောက်ပံ့တာတို့ဘာတို့လက်နက်ခရမ်းဘလို့တွေထောက်ပံ့တတ်လဲပေါ့နော်အဲ့ဒါလေးနည်းနည်းဆရာကြီးပြောပြမယ်အဓိကတော့ပုံကဒါဒီ Belarus နိုင်ငံကျွန်တော်တို့2021 အာနာတိတ်မှုဖြစ်စဉ်နောက်ပိုင်းမှာဒါအာနာတိတ်မှုဟာဟိုကသူကထောက်ခံတယ်အားပေးတယ်ဆိုတဲ့နိုင်ငံပေါ့နော်နောက်တစ်ခုကဒီဘယ်လာရုစ်နိုင်ငံဥရောပသမဂ္ဂနေမှာဒါဟိုစီဝိုင်းပိတ်ဆို့ထားတယ်ခတ်ထားတယ်နိုင်ငံဘာကြောင့်လဲဆိုတော့ခုနမင်းအောင်တိုင်းလိုပဲဒီနိုင်ငံဟိုပါပေါ့နော်ဘာကြောင့်ဟိုဟိုပါလူသားချင်းသူတို့လူခွင့်ရေးချိုးပေါက်မှုတွေများတယ်ဆိုပြီးတော့ဒါဥရောပသမဂ္ဂနေမှာဘယ်လာရုစ်ကိုပိတ်ဆို့ထားပိတ်ဆို့ထားတဲ့အတွက်ကြောင့်ဒါစစ်တပ်တွေက အရင်ကတည်းကမှလေတန်းတွေကဘုံကဒါဒီနိုင်ငံဟိုအဆက်ဆက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလေတန်းမှာအဲ MI 35ရဟတ်ရယ်ပေါ့နော်တက်ခိုက်ရရဟတ်ရယ်ဒါဘယ်လာရုစ်ကနေမှဟိုဟိုပေါ့ MI 35ရဟတ်ရယ်ရုရှားမိတ်ဆိုပေမဲ့ခုနရုရှားနဲ့ဘယ်လာရုစ်ကလည်းသူကဟိုမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်အမတ်35ရဟတ်ရုံဒါပြပြထိသိမ့်ဖို့ဆိုပြီးတော့ Belarus leader scan ပေါ့နော်ဟိုအမှတ်183 leader scan မှာဒါအ တင်နှံပို့ချတာတွေအဲ့ဒီတင်နှံပို့ချတာကိုလေတက်ကနေပြီးတော့သွားတက်တာမျိုးပေါ့နောက်တစ်ခုကမမရရကျွန်တော်တို့ဒီ6815ပေါ့နော်ရဟယ MI35 ရဟယ MI6815 လာပို့တော့လည်းဒါဖေရာရုစ်နိုင်ငံသားတွေပါတယ်ပေါ့နော်အဲ့ဒီမှာနေပြီးတော့တော့ဘာတော့မှဒါဟိုတနေ့ကမှဒါ engineer officer တယောက်နဲ့ MI35 engineer officer တယောက်နဲ့ကျွန်တော်တွေ့တော့သူပြတာပေါ့နော်ပြတဲ့အခါမှာသူ air show ဒီ MI35 ရဲ့ဒီအတုံးဝင်ပုံဝင်လေးဒီကိုသူ့ဘက်ကို လေကမောင်းပြီးတော့ပြတ်တန်းကြတာဟို180ဒီဂရီတို့ခုန360ဒီဂရီတို့ဖြည်းဖြည်းချင်းလေးလှည့်ပြီးတော့မှဒီလေကြောင်းတက်ခိုက်မှုလုံပုံလုံလေးတွေကဟန်ပြဟဲ့ air show တွေပါတယ်ပါသူမောင်းပြတာပေါ့နော်မောင်းပြပြီးတော့မှခုန615ကတော့2020တဲ့အနာတိုင်းမှုဖြစ်စေနောက်ပိုင်းမေလ3ရက်နေ့မှာပဲဒါ KAI KAI ရန်ယူကပြစ်ချခံရရတယ်ဗောနော် MI35 ပြတ်ကြပြန်ဦးလေ ဒီရဟယင်တင်မဲလားဆိုလည်းမဟုတ်ဘူးဒါဘယ်ရာဘယ်ရာရုစ်ကကပ္ပစားနဲ့ပတ်သက်တဲ့ဆက်လက်နက်ခဲရမှတည်းများပေါ့ဒါစစ်တပ်ကိုနီးပညာတွေကိုညီပေးတာအပြင်ခုနလက်နက်ခဲရန်တွေခုနရဟယင်တွေအဲ့လိုရောင်းချတာတွေပြပြထိမ့်သိမ်းနီးတွေဒီပညာတွေရာအစအများကြီးဒီနိုင်ငံဒါမင်းအောင်လည်းကိုညီနေတဲ့နိုင်ငံပေါ့နော်ဟုတ်ဒါသူဒီခောက်သွားတဲ့ခီးစင်ပါပေါ့နော်ကျွန်တော်တို့ဒီဘောမ channel ဒီမှာကျွန်တော်တို့ဝင်ကြည့်ရအချိန်ကျတော့ အဲဘာတွေတွတ်တွေ့ရလဲဆိုတော့ချေရအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရာရှိတွေဆိုလို့ရှိရင်စာကစားရဲ့အရာရှိတွေဆိုရင်ရုရှားကိုတွားပြီးတော့ပညာတော်သင်တွားတယ်ပေါ့နော်ဒါရုရှားရှိမယ်တရုတ်ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီထိုင်းတို့ဘာတို့လဲတခြားနေရာတွေတော့တွားတယ်အိန္ဒိယတို့ဘာတို့တွားတယ်ဒါပေမဲ့ထိုင်းတွားလို့ရှိရင်များသောအားဖြင့်ဘာနဲ့တွားကြလဲဆိုတော့ထိုင်းကိုဆိုလို့ရှိရင် तू ကအဲဒီဟို UFO ပေါ့နော်အဲထိုင်းဘာသာတကားလေ့လာသင်ကြားဖို့အတွက် ွားတာများတယ်ဗောနော်တရုတ်မှာလည်းဒီတိုင်းပဲတရုတ်တရုတ်ကကြတော့လေဒီနီးပညာနဲ့ပတ်သက်တာရဲ့ဘာသာတကားတင်နိုင်ရဲ့ဗောနော်ဒီဟာနဲ့တွားတာများတယ်ပြီးနောက်ဒီဟိုပါဆိုလို့ရှိရင်အိန္ဒိယဆိုလို့ရှိရင်သူကခွဲမှုတို့စုမှုတို့ယင်းမှုတို့ဗောနော်အဲ့လိုမျိုးတခွဲမှုတက်စုမှုတန်ရင်မှုတင်တယ်လို့ပါတော့အဲ့လိုမျိုးအိန္ဒိယမှာသွားပြီးတော့အိန္ဒိယဥစ္စာတာတို့ပါတော့လည်းရှိတာပေါ့နော်အဲဒီလိုတွေသွားပြီးတော့တက်တာပဲတွေးခဲ့မှုတွေပေါ့နော်ဒါပေမဲ့အခုဒီခီးတွေမှာကြည့်ရချိန်မှာသူကဒီဗေလာရုနိုင်ငံမှာဒီဟိုဟာဖြစ်ဖြစ်နေတဲ့ ပညာတော်တင်ရောက်ရှိနေတဲ့အရာရှိတင်နန်းသားများနဲ့တွေ့ဆုံနေဆိုတော့ဓာတ်ပုံတပုံကိုကြည့်လိုက်တဲ့အချိန်မှာဒီဆကားဆကားအရာရှိတော်တော်များများပါတယ်ဟုတ်အဲ့ဒီထဲမှာဒီကုတ်ဟိုဟာ net ပြာရောင်နေနေပေါ့နော်ပြာရောင်နေနေအများကြီးတွေ့ရတယ်ပေါ့နော်တွေ့ပြီးတော့မှသူကအဲ့တင်နန်းသားတွေနဲ့တွေ့ဆုံတာတွေပါတယ်ဆိုတဲ့အခါကျတော့အခုနောက်ပိုင်းမှာ main online ကဒီ Belarus နဲ့ပတ်သက်ပြီးတော့မှတော်တော်အဲဒါဟိုအရာရှိသူ့ရဲ့ဆကားဆအရာရှိတွေကို post ဆောင်ပြီးတော့မှ အတင်းနဲ့ဟိုလောက်တာလည်းတွေ့ရတယ်ဗောနော်အဲ့တော့ဒီဒီနှစ်နိုင်ငံကိုသူသွားပြီးတော့ပြန်လာတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အရင်တုန်းကလည်းပြန်လာလို့ရှိရင်သူ့ရဲ့ drone ကြီးပညာတွေအဆင့်မြင့်လာတာတို့ပြီးရင်ကျွန်တော်တို့ဒီ drone ကနေကြည့်တဲ့ကင်မရာတွေဗာရီယာဆဗောနော်ဒါတွေအဆင့်မြင့်လာတာတို့တွေတွေ့ရတယ်ဗောနော်တွေ့တဲ့အခါကျတော့ဒီတစ်ခေါက်ပြန်လာလို့ရှိရင်လည်းဗာရီဖြစ်လာနိုင် မလဲဆိုတဲ့ဟာတော့ဒါဘာတွေပါလာအောင်မလဲเนาะဘာဘာတွေနီးပညာတွေဘာတွေပါလာအောင်မလဲဆိုတော့ဒါတွန်လိုင်းတက်ဖွဲ့အနေနဲ့တော့ သတိထားဖို့ရတရဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုသူပြန်လာပြီးတော့ဒီလိုနီးပညာစမ်းသစ်တဲ့နီးပညာတွေသုံးဆွဲလဲပဲခဏပါပဲ online တက်ဖွဲ့တွေကပြန်ပြီးတော့မှခဏပြန်လေ့လာလိုက်တာနဲ့မင်း online ဒါဘာတွေသုံးလာတယ်ဆိုတဲ့ဟာလဲဒါဟိုပြန်ပြီးတော့ဒီဟာငါတို့ဘယ်လိုကြော်ဖြတ်ရမလဲဆိုတဲ့ဟာလဲကျွန်တော်တို့ online တက်ဖွဲ့ဘက်ကဒါလူငယ်တွေကတော်တော် imminent ထက်မြတ်တဲ့လူငယ်တွေဖြစ်တဲ့တွေဒီဟာလဲကောင်းကောင်းကြော်ဖြတ်နိုင်လိမ့်မယ်လို့ဒါယုံကြည်ပါတယ်ပေါ့နော်ဟုတ်ပြီးတော့နောက်ဇေနာမခ ဆင်းပါနောက်နောက်တစ်ခုကတော့ဒါစကိုင်းတိုင်းပေါ့မုံရွာအနောက်မြောက်တိုင်းစစ်ထနာချုပ်ကို short တိုက်တုံး10လုံးနဲ့ပြစ်တာပေါ့နော်ပြစ်တဲ့အချိန်မှာဒါကဘုံကရရှိ3ဦးပါဝင်22ဦးတေဆုံးတယ်ပေါ့အဲကျန်တာကတော့ခုနကရိတ်ခါကိုတော်တော့ဘာလို့ဒါမီးလောင်ပောက်ပွဲတာလေမုံရွာစကိုင်းတိုင်းထဲမှာလည်းခုနဒါနှစ်ခုပေါ့နော်ရွှေဘုံမှာဆိုရင်လည်းဒါပြူစောတိနဲ့ဟိုစစ်တဲ့စကန်3ခုကိုဟိုတိုက်ခိုက်တိမ်ပိုက်တဲ့ဥစ္စာတွေပါအခုလက်ရှိ တော်တွင်းကတော့ sky တိုင်းမှာတော်တော်ဟောရှယ်ပေါင်းနေလို့ပြောအောင်နော်အဲ့ဒီမှာပေါ့နော်ဒါပြည်သူဒေါ်လန်ပြည်သူလူလူအနေနဲ့လည်းတချို့ကဟွာဖြစ်ကြတယ်ပေါ့နော်မင်းတို့က short tight တုံးကပြစ်နေတာခဏခဏပဲပေါ့နော်ခဏခဏပဲမင်းတို့တကယ်လဲမထီရောက်ဘူးတကယ်လဲဟွာမဖြစ်ဘူးဆိုတော့သူက short tight တုံးရဲ့သဘောတရားက तू ကဒီပုံထဲမှာလဲတွေ့ရမြင်ရတဲ့အတိုင်းပဲပေါ့နော်တချို့နေရာဆိုအခုနောက်ပိုင်းပြစ်တဲ့ဟာဒါကျွန်တော်တို့စင်တဲ့တခါလဲပေါ့နော်သူ frame တခါလဲလုတ်ပြီးတော့မှတင်ပြီးတော့မှ တေချာစနေတကြပြစ်လာတာကိုဒီနောက်ပိုင်းကျမှတွေ့ရတာပေါ့နော်အရင်တော့ဆိုကျွန်တော်တို့ဘာလို့လဲဟိုဒီဟို TNN တွေတို့ဘာလို့ဒီဟိုဟာကိုပြစ်တဲ့အချိန်မှာပြင်းလွင်ရ DSD ကိုပြစ်တဲ့အချိန်ဟို2000ဒီဒီဟိုဟာကလေးကအာရတင်းဖြစ်စဉ်မတိုင်ခင်ပြစ်တဲ့ဟာနိုင်နိုင်ဦးကြောက်ကြောက်ကြီးရောမနော်အပြစ်တဲ့ဟာမျိုးတွေပါပြီးပြန်ကြည့်လို့ရှိရင်ကျွန်တော်တို့တဲအိတ်တွေပါပြီးခံပြီးတော့မှအတဲအိတ်ပေါ်မှာ तू ကမေးတင်လိုက်တယ်တင်ပြီးတော့မှနောက်ကနေကျွန်တော်တို့ short တက်ရတာပေါ့နော် short တက်တဲ့အခါကျမှ तू က ထွက်သွားတယ်ထွက်တော့ဘာနဲ့လာတန်သွားတူလဲဆိုတော့ကျွန်တော်တို့ငငယ်တော့လွတ်တယ်ဒီမီရှူမီပန်းလိုပဲပေါ့နော်မီရှူမီပန်းလိုပဲလက်ကနေကင်ထားပြီးတော့မီရှူလိုက်တယ်သူအားဟွာဖြစ်တဲ့အချိန်ကျမှလွတ်လွတ်ပေးလိုက်တော့သူကတခုကတော့တဲ့တဲ့တက်သွားမယ်နောက်တစ်ခုကတဲ့တဲ့တက်ချိန်မှလည်းတခါလေးတက်တယ်ပေါ့နော်အဲ့လိုသူ့ရဲ့အနေထားပေါ်မူတည်တယ်ပေါ့နော်ဒါရန်အားပေါ်လဲမူတည်တယ်ပေါ့အဲ့ဒီပြဿနာတွေရှိတဲ့အတွက်သူကကျွန်တော်တို့ပြောင်းချောလက်နဲ့ကဲ့သို့ပေါ့နော်60မမတို့87မမတို့ လူမျိုး120မမတို့လူမျိုးတော့တိတိကျကျပေါ့နော်သူရဲ့ပြင်ပပေါ်တိတိကျကျပြောင်းဟိုထိခိုက်နိုင်တဲ့ဆွမ်းအားတော့နည်းတယ်ပေါ့နော်နည်းတဲ့ခါကျတော့ဒေါ်လိုင်းတက်ဖွဲ့ကြီးကအကောင်းဆုံးနဲ့ပေါ့ဒီရန်အားနဲ့ဆိုလို့ရှိရင်ဘယ်အွာဝေးကိုရောက်မလဲဘယ်လောက်လောက်ကနေငါတို့ပြစ်လို့ရလဲဆိုတာကိုသူကချိန်ဆပြီးတော့မှပြစ်ရတာပေါ့နော်အဲ့ဒီတွေ့ကျွန်တော်တို့တခါတလေမှလွှဲချော်မှုတွေရှိတယ်တခါတလေကြလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကအောက်ခံမြေသားကပေါ့နော်အောက်ခံမြေသားကသူက အဆင်မပြေတဲ့အခါကြလို့ရှိရင်ပျော့သွားတဲ့အခါမျိုးအယမ်းမာကြောတဲ့အခါမျိုးတို့ပါလို့ဆိုရင်သူထွက်သွားတဲ့ဟာကအဲရှော့လိုက်တုံးထွက်တဲ့ဟာမငြိမ်ခဲ့လို့ရှိရင်ပေါ့နော် မငြိမ်ခဲ့လို့ရှိရင်လည်းနောက်နည်းနည်းပြင်းပပေါ်လွဲချော်မှုတွေတွေဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့အခုကြည့်ရတဲ့ဟာကတရင်နေတောက်လျှောက်ကြည့်ရတဲ့အရာဆိုရင်တော့ဒါဟိုမုံရနာမခနဲ့ရှော့တိုက်တုံးနဲ့လင်မယားလောက်တော့ဖြစ်နေတယ်ခဏခဏတွေ့နေရတယ်ဒီမှာလည်းရပါဘူးအခုလက်ရှိဆိုတာမုံရမှာပေါ့နော်ထပ်ပြီးတော့ စက်တင်ဘာ3ဇင်းရယ်နောက်တစ်ခုကကုန်တင် flat ဟိုပေါ့မော်တော်7 14ဇင်းပေါ့14ဇင်းကနေမှခုနကကုန်တင်ကုန်ချလုပ်နေတယ်ကုန်တင်ကုန်ချတော့ခုနတော့လက်နက်ခဲရံအများဆုံးကလက်နက်ခဲရံနောက်တစ်ခုကစားနပ်ရိက္ခာအာလူးတွေပါတွေပါတင်နေတယ်လို့ information ရရပါတော့အဲ့ဒီမှာမှခုနကျွန်တော်တို့မကွေးတို့ရှမ်းတဲ့တို့ကနေမှလက်နက်ခဲရံနေတတားဟုတို့လေစိတ်တွေကနေမှခုနဝိုင်းဟိတ်လေးနဲ့မုံရွာလေစိတ်ကိုဒါဝိုင်းဟိတ်နဲ့ပို့တယ် အဲ့မုံရွာနေစိတ်ကနေဒီမှာတဆင့်တခါထပ်ပြီးတော့ကန်းနာပေါ့နော်ခုနစစ်စစ်တမော3စုရဲ့ flat ကုန်တင်မော်တော်တွေပေါ့တင်နေတယ်လို့ information ရရပေါ့နော်အများသောအားဖြင့်ခုနစစ်လက်နက်ခေရန်ရိတ်ခါအပြင်မှာဒါရဟယံ3တဲ့၄င်းစီပါပါတယ်လို့ဒါတရေရတာပေါ့နော်အဲ့ဒီမှာဆိုရင်ခုနမုံရွာနေမှာမုံမှုသွားမယ်ဆိုရင်သူက main gain ကလေးဖောင်းပြင်ဖောင်းပြင်ဟိုဘက်ဆိုတာ home link ပေါ့ ုံးလင်းဆိုရင်ဟုံးလင်းမှာပါရှိလေဆိုကျွန်တော်တို့တိုက်ခိုက်ရေးမီတူအမိုင်တူရဟန်းရင်ရှိတယ်ပေါ့။အရင်တော့ကလည်းဒါရေလန်းချောင်းကပဲမုံရွာနေမှာခုနဟုံးလင်းကိုရေလန်းချောင်းကတည်းဒီလေးရင်စီတည်ယူလေးရှိတယ်ပေါ့နော်။အခုဒီဟိုပါပေါ့မုံရွာမရောက်ခင်မှာလည်းဒါရှိမှာဟိုတော်လိုက်တက်ဖွဲ့တွေကနေပြီးတော့ကြောက်ပြက်တိုက်ခိုက်ခဲ့တာရှိတယ်ပေါ့နော်။အခုလက်ရှိကတော့ဒါမုံရွာကန်းနာမှာအဲဂျာတိကတော့ဆယ်ရက်နီးနီးလောက်ကြာအောင်ပဲလို့ တည်ထားရပေါ့နော်အဲ့အဲ့ဒီတော့ခုနစကိုင်းတိုင်းအတွင်းတွေကခုနစီရေးလှုပ်ရှားမှုမှသမ ्या ကိုမျက်ရှိမပြတ်ကြည်ပြီးတော့မှကျွန်တော်တို့ဟိုတော်လိုင်းကြီးရဲ့ဟိုတွေကစောင့်ကြည့်ပြီးတော့မှကြားဖြတ်တိုက်ခိုက်တဲ့တိုက်ခိုက်ရပေါ့နော်နောက်တစ်ခုကသူကအရင်တော့လို့ဟုတ်တော့ဘုံကခုနစစ်တမောင်းမှမှပါလို့ရှိရင်သူကခုနဟိုကင်ထရောက်ကင်ထောက် drone ပေါ့ drone နေနဲ့အရင်သူသူတို့သွားမဲ့ရေလမ်းကြောင်းမှာကန္နန်းလမ်းတွေမှာရှိတဲ့ရေလမ်းကြောင်းတွေကိုအကုန်လုံးကင်ထောက် drone နဲ့ကင်ထောက်ပြီးတော့မှ ဆက်သွားလေးရှိတယ်ပေါ့နော်အဲ့ဒီမှာလည်းခုနကကျွန်တော်တို့တော်လိုင်းဘက်ကလည်း PPE နဲ့ဒါသွားလာလှောက်ရှားဖို့လိုအပ်မယ်လို့လည်းမြင်ပါတယ်ဟုတ်ဟုတ်ဒါသူတို့ကလည်းတင်မောတာပြောတာပါတင်မောမဟုတ်တော့ပါဘူးတဲတဲတွေတင်နေဟိုစာနာရိတ်ခါတို့ဟွာတို့ကနည်းနည်းပဲတင်နိုင်မယ်လေတူတယ်ဘီကနေသူတို့အပြစ်ခံရမှသူတို့ကာတရာတို့တဲတွေကာတရာတွေတင်ထတာနဲ့နေမယ်ဒီတင်မောကတော်တော်လေးနေပြီပေါ့နော်အဲ့ဒါနဲ့ဒီချင်းနှင်းမြစ်ထဲမှာလည်းဒီစစ်တင်မောတွေကိုတောက်လျှောက်တော့လိုက်ပြီးတော့ကျွန်တော်တို့ online တက်ဖွဲ့တွေကတောက်လျှောက်တော့လိုက်ပြီးတော့ တိုက်ခိုက်နေတာတော့ရှိတယ်ပေါ့နော်အဲ့ဒီအဲ့ဒီအတွက်လည်းသူကဟိုဒီတော်လိုင်းတက်ဖွဲ့တွေလည်းကျွန်တော်တို့ချိတ်ဆက်မိလောက်လည်းနှမ်းပြီးတော့မှတရင်ပေးထားတာလည်းရှိတယ်ပေါ့နော်ဒီဒီတင်မောတွေနောက်နောက်ရပိုင်းမှာထွက်လာနိုင်တယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဟိုတော်လိုင်းတက်ဖွဲ့တွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလက်ဦးမှုရယူနိုင်တယ်လို့တော့ရယူနိုင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ပြောလင်းတယ်ပေါ့နော်ဒီနောက်နောက်ပြီးတော့ကျွန်တော်တို့ဒီရှေဘိုဘက်မှာဆိုလို့ရှိရင်လည်းပြူစောတီနဲ့ ဟိုဟာစစ်တပ်စခန်းကိုတိုက်လိုက်တာမဟုတ်မောက်မောက်ရဲလေးတွေပေါ့နော်အဲကျွန်တော်တို့ကဒီအဓိကကျွန်တော်တို့ဒီ YouTube မှာကြတော့အဲကျွန်တော်တို့ကြိုးနဲ့ပုံတို့ပေါ့နော်အဓိကပြစ်တဲ့ခတ်တဲ့ဟာလေးတို့ကျွန်တော်တို့တွေကစကားပြောတဲ့ချိန်မှာအဓိကအဲ့ဒီဗီဒီယိုလေးတွေထိုးပြရင်တော့ပိုကောင်းတာပေါ့နော်အတိုင်းပဲအဲ့လိုထိုးပြတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့ channel နဲ့ပတ်သက်ပြီးတော့မှဒါထိခိုက်နိုင်တာရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီရုပ်ပုံတွေနဲ့ပတ်သက်လို့လည်းတိတ်ပြီးတော့မှ ဟိုမပြတာပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ကိုပိုင် Facebook အကောင့်မှာတော့တင်နေပေါ့နော်ကျွန်တော်တို့အကောင့်နေလဲလာမေးနေတယ်ပေါ့နော်ကျွန်တော်တို့အကောင့်လဲဟိုဟိုဆရာကြီးအကောင့်ပြောပြပါဘုံမှုအကောင့်ပြောပြပါကျွန်တော်တို့ရဲ့ကိုပိုင်အကောင့်နေကတော့ကျွန်တော်တို့အတီတန်းစကားပြောတာတော့ဒီ YouTube မှာပဲကျွန်တော်တို့အတီတန်းစကားပြောတာပေါ့နော်ကျွန်တော်တို့ဒီ Facebook မှာကကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဘောက်ကေတာ Facebook ကတော့ကိုပိုင်ကိုပိုင်ကဘာငယ်လေးဆိုတာဟာတာတွေတချို့ဟာတာတွေပေါ့နော်ဟာတာတွေရှောက်တင်တာအဓိကစကားစားဟို အရှိုက်ထီးနေမဲ့ဟာသားမျိုးလေးတွေပေါ့နော်။ဟာမျိုးလေးလည်းတင်နေကျန်တဲ့ဟာသားလေးလည်းရှောက်တင်နေပေါ့နော်။အဲ့တော့ဒါမင်းအောင်နိုင်ရဲ့ဒီဘယ်လာရုနဲ့ရုရှားခီးစဉ်အတွက်ကတော့ဒါသူတို့ဘက်ကတော့ဒါအများကြီးမျှော်လင့်ထားတယ်လို့ကျွန်တော်အနေနဲ့ဒါဟိုထင်နေထင်လို့ရတယ်ပေါ့နော်။တကယ်လည်းဒါစစ်ကောင်ကြီးဘက်ကအဖွဲ့တွေကအခုဆိုလို့ရှိရင်ဒါကြောက်ဖြူလဲကြာလူဆဲဆဲဖြစ်နေတဲ့အနေအထားမျိုးကိုရောက်နေပြီပေါ့နော်။အဲ့တော့ ဒါမိုးပြဲပဲဆိုလို့ရှိရင်မိုးပြဲဆိုလို့ရှိရင်တို့စစ်ကောင်စီကအရန်ပြန်လိုချင်ပြီးတော့မှအဲအတင်းထိုးစစ်ဆင်းနေတာလည်းတွေ့ရတယ်ဗောနော်ရန်ကုန်ပြည်ကားလမ်းဗောနော်ရန်ကုန်ပြည်ကားလမ်းကျွန်တော်အုပ်ဖိုးတို့အမင်းလာတို့တာယာဝတီတို့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတောင်းလျှောက်ကျွန်တော်တို့ဟိုဘကိုတိုင်းနောက်ချမ်းအပွင့်ရလဲချဲပေါက်နေပြီဗောနော်ချဲကနေတိုင်းပေါက်နေတာဗောပိတ်ရမရှိကိုပေါက်နေတာတောင်းလျှောက်ကကျွန်တော်တို့ခရိုင်အုပ်ချုပ်ရေးမှူး အချို့ရေးအဖွဲ့ဝင်တွေပါတွေကအစားဒူဝမူကြီးတွေကအစားဟိုဟွာဖြစ်တော်လို့ဟိုတို့ခွေခွေဘွားပြောင်းပေးလိုက်တဲ့ခွေကနေခွေဘွားပြောင်းပေးလိုက်တဲ့အနေအထားမျိုးကြီးလုံနိုင်ခဲ့တယ်ဗောနော်လုံနိုင်ခဲ့တဲ့ခါကျတော့ဒါတမ66ဆိုလို့ရှိရင်တမမူဟိုဒါကျော်ဆိုးဝင်းတို့ဘွားတို့တွေလှုပ်ပြီးတော့มาတွားထိုင်ပြီးတော့มาအဓိက PPCD တိုက်ခိုက်ဖို့အတွက်ဆိုပြီးတော့တောက်လျှောက်လှုပ်လာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဟိုစစ်ကောင်စီကအလဲလဲကွဲကွဲဖြစ်နေတဲ့ကာလကြီးပေါ့နော်တောက်လျှောက်ကနေတန်းတော့အလဲလဲကွဲကွဲပါပဲဒါပေမဲ့ကျွန်တော်ကထင်သာမြင်သာရှိတာတွေကိုဆွဲထုတ်ပြီးပြောရတာပေါ့နော်ဒီလိုအလဲလဲကွဲကွဲဖြစ်နေတဲ့အချိန်မှာဟိုအကြောက်ပြူလဲလက်မလွတ်ချင်းဒီနောင်ချိုလဲပြန်ရချင်းဒီကမိုးပြဲလဲပြန်လို့ချင်းနဲ့တောက်လျှောက်ဒီလိုမျိုးဟိုဖြစ်နေတဲ့ကာလပေါ့နော်ဒီကာလမှာတို့ဘာဘာကြီးကဒီဗယ်လာရုစ်နဲ့ရုရှားကိုသွားတဲ့အခါကျတော့ပြန်လာလို့ရှိရင် ဒီဟာတွေကိုပြန်ပြီးတခုခုပြန်လုပ်ဖို့အတွက်ချိန်ချောင်းနိုင်ဖို့အတွက်ဘာများပါလာလိမ့်မလဲပေါ့နော်။ဘာတွေများနီးပညာအာဖြင့်တော့၎င်းကျန်တဲ့အထောက်ပံ့တခုခုပေါ့နော်။ပါလာလိမ့်မယ်လို့ဒါစစ်ကောင်စီဘောမာတွေကတော့မျောလင့်နေတာရှိရပေါ့နော်။ဘောမာတွေဒီလိုမျောလင့်နေတဲ့အတွက်လေကျွန်တော်တို့တော်လိုင်းတက်ဖွဲ့အနေနဲ့မင်းအောင်လိုင်းပြန်လာခဲ့လို့ရှိရင်ဒါဘာတွေများသူ့ဘက်ကထူးထူးဆန်းဆန်းဘာတွေထုတ်တုံပြီးတော့ဘယ်လိုတွေလုံးမလဲဆိုတာလေကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ကတတိထားဖွဲ့ရာ အကြောင်းတရားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခြေပိုင်းမှာပြောခဲ့သလိုဒေါ်လာဤတက်ဖွဲ့တွေကမင်းအွန်လိုင်းဘလို့ပဲနှိပညာအသေးစမ်းတွေတီထွင်ပါစေပေါ့နော်ဘလို့ကြော်ဖြတ်ရမလဲဆိုတဲ့ဟာကိုအကုန်လုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီးတော့မှရအောင်ကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါကြောင်းပြောကြားရင်းနဲ့ကျွန်တော်ဇက်ကဝိုင်းလေးကိုညီကုန်းချုပ်ပါရပဲအားလုံးပဲကျေးဇူးတင်ပါတယ်